ကဲအားလုံးပဲမင်္ဂလာပါဒါမနက်ခင်းလေးပေါ့ကျွန်တော်လဲဒါမနေ့ရဟိုလိုရင်းပြောချင်တာကမနေ့ရပြန်ကြတယ်ပြောတဲ့ထဲမှာဒီ653ပြန်ကြကိုကျွန်တော်မပြောလိုက်ရအောင်ဒါပေမဲ့ရှင်းရှင်းလေးပါနှစ်ပင်ကျော်ပြန်ကြလုပ်လိုက်လို့ရပါတယ်ဒါပါပဲเนาะရှင်းရှင်းလေးဇလန်းကအဲ့လိုအဲ့တော့ကျွန်တော်ကမနေ့ရပြန်ကြတယ်ပြောတဲ့ထဲမှာဒီကောင်ပါမသွားဘူးเนาะဒီကောင်ပါမသွားတော့ကျွန်တော်ထည့်လိုက်မယ်ဆိုရင်ဒါဒီ653ပြန်ကြီးတည်တယ်တည်ပြီးရင်သူနှစ်ပင်ကျော်ပြန်ကြဒါရှင်းရှင်းလေးပါပဲเนาะအဲ့ဒါဘာမှမရှုပ်စရာမရှိတော့ရှင်းရှင်းလေးပြန်ကြယူလိုက်မယ်ဆိုရင်တော့ လာတယ်အဲ့မှာစီကြောအနေနဲ့မင်းဘယ်စီကြောတွေနဲ့ကစားမှာတော့ကွာလို့မေးတရားရှိတာအရန်ကောင်းတယ်ပေါ့နော်သူကနင်လည်းပြန်ကြငါလည်းပြန်ကြငါ၆၅သုံးကြအဲသူကအဲ့လိုသွားမှာဒီမှာကနင်လည်းပြန်ကြငါလည်းပြန်ကြငါ၆၅သုံးကြအဲ့လိုသွားမှာနှစ်လုံးတော့ပြန်ကြပေါ့ဗျာနော်အဲ့လိုဇလန်းကအရှင်းဆုံးပြောရင်ခါလို့ဘာမှဟိုစီကြောကိုနားမလည်ဘူးဆိုတဲ့သူတွေအတွက်ကအရန်ရိုးရှင်းတယ်ဘလို့ရိုးရှင်းလို့ဆိုကြည့်ဒီမှာ၆၅ချက်ပရင်းကြီးတည်ပြီနော်ကျွန်တော်ဒီမှာအပြာချဲလိုက်ပြီဗျာ၆၅ချက်ပရင်းကြီးတည်နော် ဒီမှာလည်းအဲ့လိုကျွန်တော်658ပြင်ကြီးတည်ပြီးရိုးရိုးလေးကိုပြမယ်နော်အဲ့မှာဟိုတွယ်ဝိုက်ပြီးတော့ညိတာလေးတွေပတ်ပြန်စိတ်ဝင်စားစရာအရန်ကောင်းတယ်ဆိုတော့အရင်ဆုံးရိုးရိုးပြမယ်အရင်ဆုံးရိုးရိုးပြမယ်ကဒီမှာကျွန်တော်တို့658ပြင်ကြီးတည်ပြီး658ပြင်ကြီးတည်တဲ့နှစ်ပင်ကျော်ကဏ္ဍကဒီမှာအချိန်ကြီးပြန်ကြတာ9ပင်ကျော်ပြန်ကြတာသူ9ပင်ကျော်ပြန်ကြပြီးတဲ့သူ့အောက်ဆောင်မှာလိုက်တဲ့ကဏ္ဍသည်သူ့ပေါ်နှစ်ပင်ကျော်ကဏ္ဍလိုက်တာဟောသူလည်းအချိန်ကြီးလာကြတာပဲဒါပဲနော်အဲ့တော့အဲ့ဒီအလိုကြခဲ့တဲ့အချိန်ကြီးဒီ658ဖရိရဲ့နှစ်ပင်ကျော်ကဏ္ဍဒီ9ပင်ကျော်မှာကြာတယ် သူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍဟာသူကြခဲ့တဲ့နောက်ကိုလိုက်တယ်။အဲ့လိုလိုက်ပေးပြီးတော့မှသူ့ရဲ့ဒီဘက်မှာ၃ညနှင်းကဆောင်းထိုးတယ်။အဲ့မှာဒီမှာလည်းပြန်ကြလာတယ်။ဒီဟာပြီးတော့မှပတ်ညိပြမယ်နော်ပတ်ချိတ်ပြမယ်ဒီမှာလာတယ်။အဲ့ပြန်ကြလာတယ်မြင်းကုန်ပါသည်။နှစ်ပင်ကျော်ပြန်ကြကိုကစားမယ်၆၅၃ညကိုဆွဲချမယ်။ဟောဒါ၆၅၃ညတည်လိုက်။သူ့နှစ်ပင်ကျော်ဆွဲချမယ်ဒါပဲ။ဒါဒါစီကျော့ရဲ့ကြံတဲ့ချိတ်ဆက်မှုတွေမလိုချင်ဒါပဲနော်။၆၅ချစ်ပရိတည်တယ်။သူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍ၅ပင်ကျော်ပြန်ကြတယ်။သူ့နောက်ကိုလိုက်တဲ့ကဏ္ဍသူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍဖြစ်တယ်။ အဲ့ဒီလိုပဲဒီကောင်းလေး၅ပင်ကျော်မှပြန်ကြရတယ်လို့အချိန်ကြီးကြရတယ်လို့သူတို့ရဲ့သူကနေဒီဘက်ကိုပြေးလိုက်ရင်အတုံးညနေငါဆောင်ထိုးတယ်အဲ့မှာပြန်ကြရလေလာသေးတယ်အဲ့ပြန်ကြရတော့စီကျော်ကလာတာအဲ့ပြန်ကြရရင်းကုန်ကနေနှစ်ပင်ကျော်ပြန်ကြရလာသည်ဒါပဲဒီကနေ့ကိုလာမယ်ဒါရိုးရိုးလေးပဲဒါဘာမှနားမလဲတဲ့သူတွေတော့အယိုးဆုံးအဲ့ဒါနဲ့ပြန်ထွက်သွားလို့ရပြီနော်ဒါဆိုကျွန်တော်ဒီမှာခြောက်ခန်းချစ်ပရိညီတဲပြီခြောက်ခန်းချစ်ပရိညီတဲလိုက်တဲ့နှစ်ပင်ကျော်ကနေဒီ၅ပင်ကျော်ပြန်ကြရတယ်ဒါရိုးရိုးလေးပဲအဲ၅ပင်ကျော်ပြန်ကြတဲ့ဒီအောက်ဆောင်ကိုလိုက်တဲ့ကနေသူ့ရဲ့နှစ်ပင်ကျော်ကနေလိုက်ခဲ့တာဒီ နော်သူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍကဒီကိုသူညာနဲ့ကလိုက်ခဲ့တာဒါရှင်းရှင်းလေးပဲနော်အဲ့တော့ငါသွားနေပြီနေလိုက်ခဲ့ပါဗျအဲ့သူလိုက်ပြီးတော့ねသူတို့ရဲ့ဒီဘက်ကိုပြေးလိုက်ကျွန်တော်၃ညနေ၅ဆောင်းထိုးပြီ၃ညနေ၅ဆောင်းထိုးတဲ့အပေါ်မှာလည်းပြန်ကြလာသေးတယ်ဒါတခြားစီကျော်ကလာတာအဲ့မှာသူ့ရဲ့မြင်းကောင်ကဏ္ဍဒီနှစ်ပင်ကျော်ပြန်ကြကိုယူမယ်ဆိုရင်ဒါပဲ၅၆သုံးပဲအရှင်းဆုံးပဲဘာမှမရှုပ်တော့နော်အဲ့ဒါစီကျော်ဒီအခြားချိတ်ဆက်မှုမပါတော့တဲ့ယူရှင်တော့ 6-5ပြည်တဲနှစ်ပင်သူ့ရဲ့နှစ်ပင်ကျော်သွားအဲကောင်၅ပင်ကျော်ပြန်ကြသူ့နောက်ကိုလိုက်တဲ့ကဏ္ဍဒီလေဟောဒီသူ့ဆောင်အောင်လိုက်လိုက်ပြန်တဲ့သူ့ရဲ့ဒီဘက်မှာ6-5တုပ်နှစ်ပင်ကျော်ပြန်ကြဒါပဲဒါဆိုပြီးသွားပြီပေါ့နော်ဒါပြီးမဲ့အဲ့မှာဒီကဏ္ဍဒီရဲ့ခြေစက်မှုအရန်ကောင်းတယ်ဒီကဏ္ဍဒီတော့ဘလို့လာတော့ဆိုဒီကဏ္ဍဒီပြန်ကြဘယ်ရလာတော့ဒါခုဟိုခွင်းဆက်လေးကျွန်တော်ထည့်ပြောရမယ်နော်မလို့တော့မလို့အပ်ဘူးအဓိကမေယာ6-5တုပ်ပြန်ကြကိုယူလိုက်တာပြီးသွားပြီသို့တော်လည်းဒီခွင်းဆက်လေးချိန်ပြအောင်မယ်နော်ဒါဆိုသူ့ရဲ့အောက်ကကဏ္ဍဒီဘယ်ရလာတော့ဒီ90ဘယ်ရလာတော့ နော်ကိုးနေဆက်ဘယ်ရလာတော့ဆိုကျွန်တော်တို့ဒီမှာသူကလည်းပြန်ကြဘယ်ရလာလဲပြန်ကြတုံးဆိုတော့ဒီမှာနင်းလဲပြန်ကြငါလဲပြန်ကြဒီပြန်ကြကကျွန်တော်ဒီဒီထဲမှာ3-3ဖရိတည်တယ်3-3ဖရိတည်တယ်6-6လေးဖရိတည်တယ်အဲ6-6လေးဖရိတည်တယ်ဒီဘက်ကကဏ္ဍစိမ့်မိပြီးပြန်ကြကြတာအဲ့မှာစိမ့်မိပြန်ကြနင်းလဲပြန်ကြငါလဲပြန်ကြဆိုပြီးဒီကဏ္ဍကဒီမှာလာကြတာဟုတ်ကဲ့နော်အဲ့တော့သူ့ရှိမှရှိတယ်ဟောဒီစိမ့်မိကြီးဘယ်မှာကြတော့တင်ကားလေးဆောင်းထိုးတဲ့အောက်ဆောင်မှာတွားကြတာဒါစီကြောပြောပြီနော်တင်ကားလေးဆောင်းထိုးတဲ့အောက်ဆောင်ကိုတွားကြခဲ့တာအဲ့လိုနော်ဟဲ့မဲတူ အဲမဲဒီဒါလာလောက်ပါတော့နေတော့တော့မလို့လားနေကငါဒီဘူးလိုဖိုင်ရိုက်လိုက်မနော်သူမနေ့ကတော့ခေါ်ထားတာတော့လိုက်ချင်တာကဲအဲ့တော့ဒီတင်ငန်းလေးဇောင်းထုတ်တဲ့အောက်ဆောင်မှာစိတ်မေပြန်ကြလာတယ်လို့စိတ်မေရဲ့ဒီဘက်ဇောင်းကကနန်းဒီခုနကတို့တုံညာနေကဇောင်းထုတ်တဲ့အပေါ်မှာလာကြခဲ့တယ်နော်အဲ့တော့အဲ့ဒါလေးမှတ်ခဲ့လိုက်ဒီ6ငါးတို့ပြန်မကြခင်သူရှိမှလာနဲ့ပြန်ကြသည်ဟောဒီကကျွန်တော်တို့စိတ်မီပြန်ကြရဲ့ဒီဆောင်ကနန်းအဲ့ဒီကနန်းရဲ့ဖရင်ကြီးဒီရှေ့မှာ3ငါးတုံးဖရင်ရှိရဲ့ဒါကိုမှတ်ဘာလို့မှတ်ခိုင်းလဲဆိုတော့3ငါးတုံးဖရင်နောက်တစ်ချက်မှာလာထွက်ခဲ့လို့ ချိတ်တော့မှချိတ်တော့မှအရန်ကောင်းတယ်နော်မှတ်ခဲ့အဲ့တော့ဒီမှာလည်းအဲ့လိုပဲဟုတ်ပြီဒါဆိုတုံညာနဲ့ငါသောက်တို့တဲ့အပေါ်မှာလာကြခဲ့တဲ့အခုဒီဒီကောင်ရဲ့မြင်းကောင်မှာလာကြထားတဲ့ကဏ္ဍဘဲရကဏ္ဍတော့ဆိုဟောဒီစိတ်မေးပြန်ကြရဲ့အပေါ်ဆောင်ကဏ္ဍအဲ့တော့အညူလေးဆိုရင်တော့ကောင်းတယ်ဗျမိညူပြန်ပြန်လှုပ်လိုက်မယ်နော်ကဲထားတယ်မျက်လုံးထဲမှာအညူလေးမြင်လိုက်တော့နော်အဲ့တော့ဒီကောင်ကြီးလာကြခဲ့တယ်ကြတော့အဲ့စိမ့်မီပြန်ကြရင်ရှိမှာဘသူရှိတော့ဆို6 6 4ဖရိန်တော့3 9 3ဖရိန်တို့ရှိတယ်အမှတ်ခဲ့လိုက်နော်အဲ့3 9 3ဖရိန်ကိုဘာလို့မှတ်တော့ဒီ3 9 3ကနောက်တစ်နေ့ကျမလာထုတ်ခဲ့လို့မှတ်ခဲ့လို့ပြောတာဒီမှာလာထုတ်ခဲ့တာ နော်ဒါလေးမှတ်လိုက်ဒီဘက်မှာတစ်တစ်ကိုလှဲဘာညာရှိသေးထားလိုက်တော့နော်ဒီ၃၅၃နီနောက်တစ်တင်းကျွန်တော်လာထွက်ခဲ့တယ်မှတ်ခဲ့တယ်အဲ့မှာညိတော့မှာအရန်ကောင်းတယ်အဲ့အချိတ်လေးတွေကောင်းတယ်ဟုတ်ပြီအဲ့ဒါဆိုပြောချင်တာက၃၅၃ frame မှာရှိတဲ့ဒီကျွန်တော်တို့၃၅၃ frame ကလာတဲ့စိမ့်မေဒီပြန်ကြကြသလိုဒီကောင်းတွေလည်းပြန်ကြကြတယ်ဒီကောင်းပြန်ကြကြတာခုတို့ကစားမဲ့ဒီညမှာလာကြတယ်ဒီစိမ့်မေဘယ်မှာသွားကြတော့ဆိုတော့ဒီစိမ့်မေဒီကျွန်တော်တို့ဟိုအောင်မှာတင်ကားလေးစောင်းထုတ်တဲ့တင်ကားလေးစောင်းထုတ်တဲ့အောက်ဆောင်မှာသွားကြတာအဲဇလန်းကအဲ့လိုအဲ့မှာကလည်း तू ကဒီ ဇလန်းနဲ့မှာတင်ကားလေးစောင်းထိုးတဲ့သူ့နှက်က83ဇလန်းနေလည်းပါသေးတယ်။ထားတော့ဒါလေးကျွန်တော်မပြောတော့ဘူးเนาะဒီရှုပ်မှာဆိုလို့เนาะဒီမှာလည်းအဲ့လိုပဲဒီစိမ့်မေဒီဘက်မှာတွားကြတော့တင်ကားလေးစောင်းထိုးတဲ့အောက်ဆောင်မှာတွားကြတာအဲ့မှာတင်ကားလေးဆိုလာစီကျွန်တော်တို့83ဇလန်းနေလည်းပါသေးတယ်ထားပါတော့ဒါလေးကျွန်တော်မပြောတော့เนาะဒါပါချောင်းပြောပြတာကောင်းပြီအဲ့ဒါဆိုရင်စိမ့်မေပြန်ကြကြတဲ့တောက်မှာလာတဲ့ဒီမပန်းဝေသည်6600ထောင်တဲ့အပေါ်ကလာတာဒါလေးမှတ်လိုက်ဒီမှာကွင်းစလေးညှိတော့မှာနော်ဟုတ်ပြီနော်ဒါဆိုစိမ့်မီပြန်ကြကြတဲ့ဒီထောင်းဝကနံမပန်းဝေသည်6600ထောင်တဲ့အပေါ်ကလာတာ အဲ့ဒီမှတ်ပန်းဝေရအပေါ်ဒီနှစ်ပင်ကျော်မြင်းကုံဝန်ကနေ969ဒီတနှစ်နှစ်နှစ်သုံးနှစ်ကျော်မှလာထွက်ခဲ့တာဘယ်မှာထွက်လို့ဆို965ဆောင်းထိုးလဲအောက်မှာလာထွက်ခဲ့တာအမှတ်ခဲ့လိုက်နော်ဟုတ်ပြီနော်အဲ့ဒီလူ965ဆောင်းထိုးတဲ့အောက်ဆောင်မှလာတဲ့ကနန်းကခုနကသုံးနှစ်ကျော်ကလာခဲ့တဲ့ကနန်းမှတ်ပန်းဝေရအပေါ်ကနန်းဖြစ်တယ်လို့အဲ့ဒီ965ဆောင်းထိုးခဲ့တဲ့အပေါ်ကဒီငပြာကြီးယူလိုက်ပြီဒီဒီဒီကနန်းကလည်းသုံးနှစ်ကြာမှာသွားထွက်တာတနှစ်နှစ်နှစ်သုံးနှစ်ကြာမှာသွားထွက်တာဘယ်မှာသွားထွက်တုံးဆိုတော့ခုနကတို့ဒီ693ပြည်အပေါ်မှာသွားထွက်ခဲ့တာ ။အော်ဇလန်းလေးကမိုက်တယ်။ချောင်းကားစုပရိမာသွားထွက်ခဲ့တော့ခုနပြောတဲ့တို့ဒီချောင်းကားရှိပရိမာသွားထွက်ခဲ့တာပေါ့ဗျာ။နင်လည်းပြန်ကြငါလည်းပြန်ကြဒီဘက်မှာသွားထွက်ခဲ့တာ။ဒါဒီမဲ့လည်းမဟုတ်ဘူးအဲ့ဒီကောင်ဒီနောက်နေ့ကိုဆက်ထွက်ခဲ့သေးတာ။ဘယ်မှာထွက်ခဲ့တုံးဆိုတော့ကျွန်တော်အနည်းဆုံးကခွန်နှစ်သုံးဆောင်ထိုးတဲ့အပေါ်မှာသွားထွက်ခဲ့တာ။နော်အဲ့ဒီခွန်နှစ်သုံးဆောင်ထိုးခဲ့တဲ့စီကြောကခွန်နှစ်သုံးကခွန်နှစ်သုံးပရိညာအောက်မှာတည်ခဲ့တာ။တည်ပြီးမှခွန်နှစ်သုံးကိုဆောင်ထိုးလိုက်တာ။အဲ့မှာဘာပြောကျင်တုံးဆိုအဲ့ခွန်နှစ်သုံးဆောင်ထိုးတဲ့အပေါ်မှာဒီကောင်လာထွက်တော့ သူ့ရဲ့အောက်ဆောင်မှာပြန်ကြရှိတယ်နှစ်ပင်ကြောင့်မှာပြန်ကြရှိတယ်အဲ့ဒီပြန်ကြသည်ဘယ်မှာသွားကြတော့ဆိုခုနကတို့မှတ်ခဲ့ပါဆိုတော့353ကိုနောက်တစ်နှစ်ကျော်မှထွက်ခဲ့တဲ့353ရဲ့တပင်ကြောင့်ကနေအောက်ပြေးလာရင်ဒီမှာသွားကြခဲ့တာအဲအဲ့ဒီ353နဲ့ပြန်ချိန်ရအဲ့ဒါကိုသဘောကျဟုတ်ပြီနော်နားလည်မယ်ထင်ပါတယ်နော်353ဖရင်တဲတဲ့ကောင်ကြီးနောက်တစ်နှစ်ကျော်ထွက်ခဲ့တယ်ဆိုတော့မှတ်ခဲ့လို့ခိုင်းခဲ့တာက353ဖရင်ရဲ့ အဲ့ဒီနောက်တစ်နှစ်ကျော်ထွက်ခဲ့တဲ့ကောင်နဲ့တန်းတန်းဒီအောက်ကိုပြေးလိုက်တဲ့ကဏ္ဍဒီပြန်ကျလာခဲ့တာအဲ့ပြန်ကျလာခဲ့တဲ့အပေါ်မှာလာထွက်ပေးခဲ့တဲ့ကဏ္ဍကသူ့ရှိနှစ်ကကဏ္ဍဖြစ်ခဲ့တာဟုတ်ပြီနော်အဲ့သူ့ရှိနှစ်ကကဏ္ဍကမှတစ်နှစ်နှစ်နှစ်သုံးနှစ်ကျော်လာခဲ့တာအဲ့လာခဲ့တဲ့ကောင်ရဲ့အောက်မှာရှိတဲ့965ဆောင်းထုတ်တဲ့အောက်ကကဏ္ဍကလည်းသုံးနှစ်ကျော်လာခဲ့တာလာခဲ့တဲ့ကောင်ရဲ့အောက်မှာမပန်းဝေရှိတာရှိတဲ့မပန်းဝေကခုနစိမ့်မီရဲ့အောက်ဆောင်ကိုသွားထွက်တာစိမ့်မီဒီဘယ်ရလာတော့ဆိုပြန်ကြလာတာ အဲ့ပြန်ညာစိမ့်မိစီဘယ်ကလာတော့သုံးကားသုံးပရင်ကလာလာအေးဇလန်းကအဲ့လိုဟုတ်ပြီနော်သုံးကားသုံးနဲ့ပြန်ပြီးတော့ပတ်ထားလဲရိုက်သွားနော်မျက်စိမလဲနေနော်အဲအဲ့ဒီမှာမှအဲ့စိမ့်မိပြန်ကြရဲ့အပေါ်ဆောင်ကဒီ290ကြီးရမှာဒီမှာတို့ကြပြီးတော့မှအခုနကဒီမှာ653ကိုပြန်ပြီးကစားမှာဟုတ်ပြီနော်အဲ့653ကစားမယ်653ပရင်တဲတဲ့အပေါ်မှာခုနကတို့ငပြာကြီးပေါ့နော်အဲငပြာကြီးကနောက်နှစ်ထွက်တယ်၃နှစ်ကျော်လာတဲ့ကောင်ဖြစ်ခဲ့တာဒီ653လို့စီကြောက်ကောင်ဖြစ်ခဲ့တာနားလည်းမလားမသိနားမလဲနှစ်ခါကြည့်လိုက်တော့ပေါ့နော်ဟိုတခါလေးဆက်ဆက်ပြောလိုက်တော့လည်းစီကြောက်ရှုပ်သွားမယ်ထင်တယ် ကောင်းမကြီးမှလည်းအဲ့လိုပဲကျွန်တော်ဒီသုံးရက်နေကသောက်လို့တဲ့အပေါ်ကကဏ္ဍဒီကောင်ကဘယ်ရလာတဲ့ကောင်ဒီပြန်ကြအဲ့ပြန်ကြဘယ်ရလာလို့ဆိုတော့ကျွန်တော်ဒီမှာစိတ်မိပြန်ကြအပေါ်ဆောင်ကလာတာအဲ့စိတ်မိပြန်ကြရှိမှဒီ၃ကသုံးဖရိတ်ရှိတာရှိတဲ့၃ကသုံးကနောက်တစ်နေ့ကျမှထွက်ခဲ့တာဒါလေးမှတ်ခဲ့ဆိုကျွန်တော်ပြောခဲ့ပြီးသားနော်အဲအဲ့ဒါမှတ်ခဲ့အဲ့ဒီမှာမှအဲ့စိတ်မိပြန်ကြဒီဘယ်မှာသွားကြလို့ဆိုတော့တင်ကားလေးစောင်းထိုးတဲ့အောက်မှာသွားကြခဲ့သွားကြခဲ့တဲ့စိတ်မိရဲ့အောက်မှာမပန်းဝေရှိတာအဲ့မှာပန်းဝေဒီဘယ်ရလာလို့ဆိုတော့ဟောဒီက၉၆ကောင်ထောင်ခဲ့တဲ့အပေါ်ကလာတာ ဟုတ်ပြီနော်ဒီမှာလည်းအဲ့လိုပဲနော်ဒီစိတ်မေးပြန်ကြရဲ့အောက်ပါဒီမှာပန်းဝေပြရလဲ6600ထောင်တဲ့အပေါ်ကလာတာအဲ့မှာပန်းဝေရဲ့အပေါ်ကကနေဒီကနေက3နှစ်ကျော်မှသွားထွက်တာ9600ကဆောင်းထုတ်တဲ့အောက်မှာထွက်တာဒါဆိုဒီမှာလည်းအဲ့လိုပဲဒီမှာပန်းဝေရဲ့အပေါ်နှစ်ပင်ကျော်မြင်းကုန်ကနေ7နှစ်ငါတနှစ်နဲ့နဲ့3နှစ်ကျော်မှသွားထွက်ခဲ့တာ9600ဆောင်းထုတ်တဲ့အောက်မှာထွက်တာအဲ့မှာ9600ဆောင်းထုတ်တဲ့အပေါ်ကကနေဒီကောင်ကမှသူကလည်း3နှစ်ကျော်လိုက်ထွက်တာတနှစ်နဲ့နဲ့3နှစ်ကျော်မှလိုက်ထွက်တာဘယ်မှာထွက်တော့မလဲတို့ဒီ9600ပြင်အပေါ်မှာထွက်တာ ုတ်နော်တို့ဒီရှင်ကားတို့ဖရိအဲ658ဖရိမှာတွားထွက်တာနော်658တို့နေလည်းပြန်ကြငါလည်းပြန်ကြတို့ရဲ့ဒီဘက်မှာတွားထွက်ခဲ့တာသူ့အမတို့963ကိုတဲတာတဲတဲ့ကောင်တို့ကပြန်ကြခေါ်တာဟုတ်နော်အဲ့မှာ963ဖရိအပေါ်မှာတွားထွက်ခဲ့တာအသိမလဲနော်ဒီကနေ့ကဒီကျွန်တော်၃နှစ်ကျော်လာခဲ့တာ963ကျော်လာခဲ့တာဒါဆိုဒီမှာလည်းအဲ့လိုပဲနော်ဒီ965ဆောင်ထိုးတဲ့စီကြောကလာခဲ့တယ်ဟောဒီကကောင်ကတနည်းနည်းနည်း၃နှစ်ကျော်မှတွားထွက်ခဲ့တာသူ963ဖရိအပေါ်မှာတွားထွက်ခဲ့တာအဲ့ဒီကောင်ဒီနောက်နေ့ကိုဆက်ထွက်တာ အဲ့တော့ပြန်ကြရပုံမှာသွားထွက်တာဇလန်အဲ့လိုအဲ့တော့ဒီကနန်းဒီကျွန်တော်တို့ဒီ93ပုံရဲ့အပေါ်မှာနားခဲ့တဲ့ဒီကနန်းဒီနောက်နေ့ကိုသွားထွက်တာသွားထွက်တော့သူဒီဒီမှာပြန်ကြရပုံမှာသွားထွက်တာခွန်နေ3000ထုတ်တဲ့စီကြောင်မှာသွားထွက်တာခွန်နေ3ကြီးအောက်မှာတဲခဲ့တာအဲအဲ့လိုခွန်နေ3ဖရင်ကြီးတဲခဲ့တဲ့အပေါ်မှာကျွန်တော်ခွန်နေ3000ထုတ်တယ်ခွန်နေ3000ထုတ်တဲ့အပေါ်မှာသွားထွက်တာမတော့ခင်မှာသူ့ရဲ့အောက်ဆောင်မှာပြန်ကြရှိတာသူကဘုံလုံးလာတာလက်သိမလဲနော်ဒီမှာလည်းအဲ့လိုပဲနော်ဒီငပြားကြီးရဲ့အောက်မှာကျွန်တော်ပြန်ကြရှိတယ်ဒီခွန်နေ3000ထုတ်တဲ့ နော်အပေါ်မှာသွားထွက်ခဲ့တယ်သူ့အောက်ဆောင်မှာပြန်ကြရှိအဲ့ပြန်ကြဘယ်မှာကြလို့ဆိုခုနပြော353အဲ353တဲ့တဲ့တပင်ကျော်မှာသွားကြတာဇလန်းကအဲ့လိုနော်အဲ့လိုချိန်တာဒီပြန်ကြသည်ဘယ်မှာသွားကြတော့353ကိုနောက်တစ်နှစ်ကျော်လှမ်းပို့လိုက်တဲ့353ဖရင်ရဲ့တပင်ကျော်ကနေလှမ်းပြေးလိုက်တဲ့နေမှာသွားကြတာအဲ့လိုအဲ့ဒါဒီပြန်ကြဒါဆိုဒီမှာလည်းအဲ့လိုပဲဒီပြန်ကြသူကဘုံလောက်ထားတယ်နော်ဒီ363တို့ရဲ့အပေါ်မှာလိုက်ထွက်ခဲ့တော့သူ့အောက်မှာပြန်ကြရှိတယ်အဲ့ပြန်ကြသည်ဘယ်မှာသွားကြတော့ဒီမှာကြတယ် နော်ခုနကစိမ့်ပြင်ကြတယ်သူပဲနော်အဲ့မှာသူ့ရဲ့ဒီဘက်မှာဘယ်သူရှိလဲ3 5 3ရှိတယ်ဟောနော်ဒီ3 5 3နဲ့ပြန်ပတ်ချိန်တော့အဲ့တော့ဒီ3 5 3ဖရိရဲ့တဲခဲ့တဲ့កောင်ကြီးဒီနောက်တစ်နှစ်ကျော်မှာတွားထွက်ခဲ့တယ်တွားထွက်ခဲ့တဲ့3 5 3ဖရိရဲ့တပင်ကျော်ကနေပြေးလိုက်တဲ့အခါမှာပြန်ကြလာတယ်လာတဲ့ပြန်ကြဒီခုနကခုနှစ်3 6တို့အပေါ်စီးရောလာတဲ့កောင်အဲ့ဒီកောင်ရဲ့တောင်းပါမှာဟောဒီကကျွန်တော်ငါတစ်ကိုလာထည့်ပေးတာအဲ့ကောင်သူရှိနေကကောင်ဟုတ်ပြီနော်အဲ့ကောင်ဘယ်ရလဲအဲ့ကောင်3နှစ်ကျော်လာတဲ့កောင်3နှစ်ကျော်လာတဲ့កောင်အောက်မှာဘယ်သူရှိ965ရှိဟုတ်ပြီနော်ကျွန်တော်ဒီ သုံးကားသုံးကိုပြန်ပတ်ချိန်မယ်နော်သုံးကားသုံးရဲ့အောက်ဆောင်းမှာလာတဲ့ကဏ္ဍကြီးပြန်ကြလာတယ်လာတဲ့ပြန်ကြရဲ့အပေါ်မှာဘသူရှိတော့ငါတစ်ကိုရှိတယ်အဲ့ကောင်ပြန်လာသူ့ရှင်းနေကလာနော်အဲ့သူ့ရှင်းနေကလာတဲ့အောက်ကချောင်းကားသုံးကြီးတို့ပြန်ကြခေါ်မှာအဲ့ကောင်ဒီဘယ်ကလာတခါသုံးမိကျော်ကလာတာသုံးမိကျော်လာတဲ့အောက်မှာဘသူရှိတော့ငါချောင်းကရှိတယ်ငါချောင်းကဆောင်းတဲ့အောက်ကကဏ္ဍဘယ်ကလာသူကလည်းသုံးမိကျော်ကလာတာသုံးမိကျော်လာတဲ့အောက်မှာဘသူရှိမပန်းဝင်ရှိတယ်မပန်းဝင်ဘဲကိုသူကစိတ်မေရဲ့အောက်ဆောင်ကိုသွားအဲ့မှာမှာစိတ်မေဘယ်ကလာအဲ့စိတ်မေဒီသုံးကားသုံးဖရိတ်ကလာ အဲဇလန်ကအလိုဖြစ်တာဟုတ်ပြီနော်၃ကဆုံးနဲ့ပြန်ပတ်သွားအဲ့မှာမှာစိတ်မရည်ဒီပဲဆောင်းကပြန်ကြရသည်ခုနက၃ညနဲ့ငါဆောင်းလို့တဲ့အပေါ်မှာကြားခဲ့ခြင်းကြောင့်သူ့ရဲ့မြင်းကုံမှာ၆ကဆုံးနှစ်ပင်ကျော်ပြန်ကြကိုယူလိုက်တာဟုတ်ပြီနော်မျက်စိကြီးမလင်းနဲ့အဓိကကတော့ဒါကစီချိုးကိုပြောသွားလို့ခင်ဗျားတို့ရှုပ်သွားတာစီချိုးမပြောဘူးဆိုရှင်းတယ်ဗျာ၆ကရှစ်ပြိတဲပြီဒီကနန်းသည်သူ့ရဲ့နှစ်ပင်ကျော်ကနန်းသည်၅ပင်ကျော်မှာလာကြပြီ เนาะအချိန်လိုက်ကြာပြီသူ့ရဲ့အောက်ဆောင်မှာလာတဲ့ကဏ္ဍနေသူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍဖြစ်သည်ဒါပဲဒါဆိုအဲ့ဒီကဏ္ဍနေသွားလိုက်တော့မယ်ကြာလို့ဘေးအားတွေဖယ်လိုက်ဒီမှာ6ခေါင်းသုံးခရင်ကြီးတည်ပြီအဲ့ကောင်ကြီးနှစ်ပင်ကျော်ပြန်ကြကစားပြီဒါပဲမင်းတို့က9ပင်ကျော်ပြန်ကြကစားတယ်เนาะအရင်ဆုံးဟဲ့ကောင်မင်းက9ပင်ကျော်ပြန်ကြကစားတယ်ဒီကောင်ကဘယ်နှစ်ပင်ကျော်ဒီကောင်2ပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်ကျော်ကစားတယ်မင်းက9ပင်ကျော်ပြန်ကြမင်းက9ပင်ကျော်ပြန်ကြကဲငါကတော့2ပင်ကျော်ပြန်ကြဆိုပြီးဒီလိုကစားမှာဒါဘာမှမရှုပ်တော့ဂျားထဲမှာအညိတယ်အရန်စိတ်ဝင်စားတယ် ကောင်းတဲ့အချက်လက်ရှိသေးတယ်ပေါ့နော်မရှုပ်တဲ့နေ့ဒီမှာ6 9ချက်ပြင်းကြီးတည်တယ်သူ့ရဲ့နှစ်ပင်ကျော်သွားလိုက်ဒီကနေ့ဟရောက်မင်းက9ပင်ကျော်ပြန်ကြတယ်ဟုတ်မင်း9ပင်ကျော်ပြန်ကြလို့သူ့ရဲ့နှစ်ပင်ကျော်ကနေ့ကဟရောက်9ပင်ကျော်ပြန်ကြတယ်เนาะအဲ့တော့ဟုတ်ပြီအဲ့တော့မင်းက9ပင်ကျော်ပြန်ကြတယ်9ပင်ကျော်ပြန်ကြတယ်ဒါဆိုရင်ငါက2ပင်ကျော်ပြန်ကြမယ်ဒါပဲအဲ့ဒီမှာ9 6သုံးပင်ကြီးတည်တယ်ဇလန်းကဒါပဲပြီးသွားဟုတ်ပြီနော်အဲ့ဒီမှာမှခုနကပြောတဲ့ခွင်းဆက်တွေကအရန်စိတ်ဝင်စားစရာကောင်းလို့ထည့်ပြောလိုက်တာစီကြောရဲ့ သဘောတရားအရာပေါ့လေနော်ကျွန်တော်ထည့်ပြောလိုက်တာနော်အဲ့တော့ဒါလေးက963ပြန်ကြကိုရိုးရှင်းတဲ့စီကြောလေးကတူတူလေးပေါ့နော်တူ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 အဲ့တော့ဒါကအရန်ကောင်းသလိုကျွန်တော်ပြောခဲ့တဲ့ကျွန်တော်ထည့်ထိုးပါလို့ပါဇက်ကတွတ်တွတ်ပြောခဲ့တဲ့ဟိုကြီးနိနိခွန်ခွန်ရှစ်ဆိုတဲ့ထောင်ခဲ့တဲ့ဇလန်းကလည်းအရာမကြီးကျွန်တော်ဒါသေချာမမြင်ခဲ့လို့ခွန်ခွန်ရှစ်ထောင်ဖို့ရတယ်ခွန်ခွန်ရှစ်ရဲ့နက်ခတ်တီတီတုံညာတုံညာတီတီထောင်ခဲ့တာတုံညာတုံညာတီတီအဲဒီကစမှာနော်တုံညာတုံညာတီတီထောင်ခဲ့တာ အာကျွန်တော်ဒီ bike ကဒီဘယ်ပချန့်အောင်းအောင်းနေရဗျာမနေရလည်းအလိုအောင်းကြောက်ကထိရလားမသိပါဘူးဗျာအလိုပြောကြတာတိထားတော့အဲဘယ်ရောက်သွားလဲတုံညတုံညတိတိထောင်းခဲ့တာနော်တုံညတုံညတိတိထောင်းခဲ့တာအဲ့တုံညတုံညတိထောင်းတဲ့ဒီဘက်မှာက၄၃ဆောင်းထိုးတာတုံညတုံညတိထောင်းတဲ့ဒီဘက်မှာ၄၃ဆောင်းထိုးတာအဲ့၄၃ခုဇောင်းထိုးတဲ့ဇလန်မှတ်လိုက်၄၃ခုဇလန်၄၃ခုဇလန်၄၃ခုဒီဒီဘက်မှာခွန်၄၃နေထောင်းခဲ့တာခွန်၄၃နေထောင်းခဲ့တာ မှတ်လိုက်နော်အဲ့ဒီ၄၃ခုဇောင်းထိုးတဲ့အောက်မှာဘယ်သူရှိရလဲကျွန်တော်ဒီမှာ၈နဲ့၅ရှိတာ၈နဲ့၅ဖိကြီးရှိတာအဲ့ဒီ၈နဲ့၅ဒီနောက်နှစ်ကိုတော့ထွက်တာနော်တော့ထွက်တဲ့အခါမှာကျွန်တော်တို့ပြန်ကြရင်ဒီဘက်မှာတော့ထွက်တာအဲ့ဒီပြန်ကြဒီဘယ်ကလာတော့ခုနထောင်းခဲ့တဲ့၇၄၃စီကျော်လာအဲ၇၄၃စီကျော်ကလာခဲ့တာနော်အဲ့ပြန်ကြဒီမှာအတုံးတုံးကဇောင်းထိုးတဲ့ဇာတ်လမ်းနေရှိသေးထားလိုက်တော့နော်အဲ့မှာ၈နဲ့၅ကိုလာထုတ်သွားတာအဲ့ပြန်ပြောမယ်ဆိုရင်၇၄၃ဇောင်းထိုးတဲ့ရှေ့မှာတုံညာတုံညာတက်ထောင်းတယ် အဲ့ဒီအဲဟိုလေးသုံးခွန်ဆောင်ထုတ်ရမနော်လေးသုံးခွန်ဆောင်ထုတ်တဲ့အောက်မှာရှင်းနေကပလိတ်တဲတာတဲတဲ့ရှင်းနေကနောက်နေကိုထွက်ခဲ့တာအဲ့ထွက်ခဲ့တဲ့ရှင်းနေကကိုတနည်းနည်းနဲ့သုံးလိတော့မှပြန်ထုတ်မှာခွန်ခွန်ရှင်းထောင်ပြီးထုတ်မှာဘာလို့ထုတ်မှာလဲခွန်ခွန်ရှင်းထောင်ပြီးထုတ်ခွဲတယ်ခွန်ခွန်ရှင်းရဲ့နက်ခတ်တဲ့ဒီမှာတုံညတုံညတဲ့ထောင်ခဲ့လို့နော်တုံညတုံညတဲ့ထောင်ခဲ့တဲ့ကောင်ရဲ့နက်ခတ်ခွန်ခွန်ရှင်းထောင်ပြီးတော့ထုတ်မဲ့ကဏ္ဍကြီးသူ့ရဲ့ဒီဘက်မှာလေးသုံးခွန်ဆောင်ထိုးတဲ့စီကျော်ရဲ့အောက်မှာရှင်းနေကရှိလို့တူတူပဲလीနော် သုံးညသုံးညတက်လည်းရှိလို့အတူတူပဲလေသုံးညသုံးညတက်ရှိလို့ဒီကနန်းကိုပြန်ထုတ်တဲ့အခါမှာသုံးညသုံးညတက်ရဲ့နှက်ကခုန်ခုန်ရှိကိုထောင်းထုတ်မှာအဲ့ဒီမှာဒီမှာ၄၃၀ဆိုတာဒီခုနပြောတဲ့၄၃၀ကိုသက်တယ်ပြန်ချိတ်ခဲ့တာနော်ချိတ်ပြီးအဲ့၄၃၀ရဲ့နှက်ကတည်းသုံးညငါးနှစ်ပြင်နေတဲတာသုံးညငါးနှစ်ပြင်နေတဲတဲ့အဲ့မှာဇလန်းနေအများကြီးရှင်းပြမှာပေါ့နော်ဟာဒီမှာသုံးညငါးနှစ်တို့နှစ်နှစ်နှစ်တက်တက်တို့တဲတဲ့ဇလန်းနေပဲအဲ့သုံးညငါးနှစ်ပြင်တဲခဲ့တဲ့အပေါ်မှာကျွန်တော်ကြားရကြော်လိုက်ခုန်ခုန်ရှိလို့သွားထောင်းပြီးထုတ်ဟုတ်ပြီနော် အဲ့ဒါအဓိက main ပဲအဲ့ခွန်ကိုရဲထောင်ပြီးထုတ်မယ်ခဏန်ဒီဟောဒီက၈နှစ်ကနောက်နှစ်ကိုထွက်ခဲ့လေကောင်းသူ့ရဲ့ပုံမှာခွန်၄၃ခွန်ဇောင်းထုတ်တဲ့စီကြောရှိ၄၃ခွန်ရဲ့နက်ခတ်ဒီအုံညာ၅နှစ်လို့လာခြင်းကြောင့်အုံညာ၅နှစ်ရဲ့အပေါ်မှာကျွန်တော်တို့ဒီမှာခွန်ခွန်ချင်းလို့ထောင်ထုတ်မှာခွန်ခွန်ချင်းလို့ထောင်ထုတ်မဲ့အကြောင်းရင်းဒီ၄၃ခွန်ရဲ့အောက်ဆောင်မှာတုံညာတုံညာတထောင်လို့တုံညာတုံညာနဲ့ခွန်ခွန်ချင်းကိုထောင်ပြီးထုတ်မှာဒါပဲဒါကျွန်တော်ထည့်ပြောလိုက်ကောင်းပြီဒီမှာလည်းအဲ့လိုပဲခွန်ခွန်ချင်းလို့ထောင်ပြီးထုတ်မှာ သူ့အောက်မှာကျွန်တော်ဒီမှာအတုံညာငန်းနေဇာလန်ဖရိနေရှိတာအတုံညာငန်းနေဖရိနေတဲခဲ့တဲ့စီကြိုးရဲ့အပေါ်မှာခုံခုံရှိကိုထောင်းထုံးမှာဘာလို့လဲဆိုတော့အဲ့ဒီတုံညာငန်းနေဆိုတာဒီဒီထဲမှာ၄သုံးခုလို့ဆောင်းထုံးတာ၄သုံးခုဆောင်းထုံးတဲ့အောက်မှာဒီတုံညာတုံညာတွေထောင်းနေဇာလန်ရှိတာဒါဆိုရင်အဲ့ဒီတုံညာတုံညာတွေထောင်းတဲ့၄သုံးခုဆောင်းထုံးတဲ့အောက်ဆောင်းမှာဒီ၈နဲ့၅ဖရိတဲတာတဲတဲ့ရှင်းနေငါနောက်နေကိုလာထွက်ခဲ့တာထွက်တဲ့ခါမှာသူစီပြန်ကြရင်ဒီဘက်မှာထွက်ခဲ့တာအဲ့ပြန်ကြနေဘယ်ရလာတော့အဲ့ပြန်ကြဒီလည်းပဲကျွန်တော်ခွန်လေးသုံးထောင်းနေစီကျော်လာလာဒီမှာ ခွန်လေးသုံးထောင်နဲ့စီကြော်လာဇလန်နေအဲ့လိုနော်ခွန်လေးသုံးနေနဲ့လိုက်ဖွဲ့စည်းထားတာအရန်မိုက်တယ်နော်ခွန်လေးသုံးထောင်နဲ့စီကြော်ပြန်ကြလာဒီမှာသုံးသုံးငါးငါးလို့ဘာညာပေါ်ထားတော့နော်အဲ့လိုလာတာအဲ့တော့အဲ့လိုဖြစ်ခဲ့တဲ့ခဏဆိုလိုချင်တာက၈နှစ်၅ခဏနောက်နှစ်ကိုထွက်ခဲ့တဲ့ခဏကို၃နှစ်ကျော်မှပြန်ထုတ်မှာဆိုလိုချင်တာ၂၅ချစ်ပရိန်တဲတဲ့ကောင်နောက်နှစ်ကိုထွက်ခဲ့တဲ့ကောင်ကို၃နှစ်ကျော်မှကျွန်တော်ပြန်ထုတ်မှာအရန်မိုက်တယ်ခွန်ခွန်ချစ်ထောင်ထုတ်မယ်ခွန်ခွန်ချစ်ထောင်ထုတ်မယ်ပွဲပြီးနေပြီအဲ့တော့ခွန်ခွန်ချစ်ထောင်ထုတ်မယ်ဆိုရင်ဘာလို့ခွန်ခွန်ချစ်ထောင်ထုတ်တာတုံးဆိုတော့နော် သူလာခဲ့တဲ့သူတည်ခဲ့တဲ့ဒီကောင်းရပေါ်မှာ၄၃0ဆောင်းထိုးလို့၄၃0ရရှိမှာ၃၃၁ထောင်းလာရှိလို့၃၃၁ရနက်ကကိုခုံခုံရှစ်လို့ထောင်းထုတ်မှာနော်ခုံခုံရှစ်လို့ထောင်းထုတ်မှာဒါပဲဒီမှာလည်းလိုပဲခုံခုံရှစ်လို့ဘာလို့ထောင်းထုတ်ချင်တာလို့ဆိုဒီ၂၅၈စတည်ခဲ့တဲ့ဒီဒီဒီမှာသူရှင်းကတည်ခဲ့တဲ့အပေါ်မှာ၄၃0ဆောင်းထိုးလို့၄၃0ဆောင်းထိုးတဲ့ရှိမှာ၃၃၁ထောင်းလို့၃၃၁ရနက်ကကိုခုံခုံရှစ်လို့ထောင်းထုတ်မှာဒါဆိုဟုတ်ပြီငါနက်ခခုံခုံရှစ်လို့ထောင်းထုတ်ဖို့ရအတွက်ဟဲ့အောင်၄၃0မိနက်ခ သုံးညာ၅နှစ်ကိုတည်လိုက်ဟုတ်ပြီနော်အဲတည်ပြီးတော့မှသုံးညာ၅နှစ်တည်တဲ့အပေါ်မှာဟောခွန်ခွန်ရှစ်ထောင်ပြီးတော့သွားကစားမှာဟုတ်ပြီနော်အရန်စီးကြောအတိတ်ပဲရှိဒီမှာလည်းအဲ့လိုပဲငါနှက်ခတ်ခွန်ခွန်ရှစ်ထောင်မှုရတော့ဟဲ့အောင်၄၃ခွန်မင်းနှက်ခတ်သုံးညာ၅နှစ်ကိုအရင်တည်လိုက်ဟုတ်ပြီနော်တည်ပြီးတော့မှသုံးညာ၅နှစ်တည်တဲ့ဒီဘက်မှာငါငါနဲ့ကခုံခုံရှင်းထောင်ပြီးထုတ်မယ်အဲ့လိုထုတ်မယ်ကနန်းဒီနော်မင်းတို့ငါတို့ရဲ့အောက်မှာတည်ခဲ့တဲ့ရှင်းနေငါကိုထုတ်ပါ အဲ့ဒီရှင်နဲ့ငါနောက်နှစ်ကိုလည်းထွက်ခဲ့အောင်ပါထွက်တဲ့ခါမှာသူဒီပြန်ကြရဒီဘက်မှာထွက်တာပြန်ကြဒီဘယ်ရလာတော့ဆိုတော့အော်ခွန်၄၃000နဲ့စီကျော်လာလာအရန်မိုက်တယ်ခွန်၄၃000ဟုတ်ပြီနော်နားလိုက်ပြီနော်ညာဆိုဒီမှာလည်းအဲ့လိုပဲငါနှစ်ခတ်ထောင်မှုရအတွက်ဟဲ့ကောင်၄၃ခုမင်းနှစ်ခတ်ကိုနောက်နှစ်မှာသွားပြီးတော့အုံညာငါးနဲ့တဲလိုက်အုံညာငါးနဲ့တဲပြီးပြီးကြနဲ့အဲ့မှာငါနှစ်ခတ်ခွန်ခွန်ချင်းထောင်မယ်အဲ့တော့ခွန်ခွန်ချင်းထောင်ပြီးထုတ်မယ်ကနန်းဒီနော်မင်းတို့ငါတို့ရဲ့အောက်မှာတဲခဲ့တဲ့ နေငါရှိကိုထုံပါအဲ့နေငါရှိဒီနောက်နေကိုထွက်ခဲ့အောင်ပါထွက်တဲ့ခါမှာပြန်ကြရဲ့ဒီဘက်မှာလာထွက်ခဲ့တာအဲ့ဒီပြန်ကြဒီဘယ်ကလာတော့အဲ့ဒီပြန်ကြဒီလည်းပဲဟောခွန်၄၃ထောင်နဲ့စီကြောလာတာကဲဘလောက်မိုက်ထားလို့များအဓိကမင်းရအဲ့ဒါဟုတ်ပြီနော်အဲ့လိုတွေဖြစ်ပေးခဲ့ပြီးတော့မှကဲဒီကနန်းကိုဒီမှာလာပြီးတော့ခွန်ခွန်ရှစ်ထောင်ပြီးထုံပါဗျာအဲ့ဘလောက်ကောင်းအဲ့ဒါကဒီခွန်ခွန်ရှစ်ထောင်ပြီးထုံမယ်ဆိုရင်နှစ်ကွက်တော့ထို၂၅၈၅နှစ်ရှစ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာခွန်ခွန်ရှစ်ထောင်နဲ့ဒီတမိုင်းရှိတယ်အဲ့ဒါကျွန်တော်မနေ့ကထည့်ပြောခဲ့တဲ့ဇလန်လေးဒီခွန်ခွန်ရှစ်ထောင်မှုရာက ငါးလေးလေးထောင်တဲ့နေရာမှာ၃ည၃ည၁တိလှဲခဲ့လို့เนาะအဲ့ဒီလို၃ည၃ည၁တိလှဲခဲ့ပြီးတော့ငါးလေးလေးထောင်ခဲ့တဲ့ဇလန်၃ည၃ည၁တိလှဲတဲ့ကောင်းရဲ့နှက်ကခွန်ခွန်၈ကိုကျွန်တော်တို့ကထောင်ပြီးကစားမှာနောက်တစ်နှစ်ကြောင့်မလဲအဲထောင်ပြီးကစားမှာအဲ့ဒီဇလန်ဒီမှာလည်းအဲ့လိုပဲကျွန်တော်မနေ့ကရှင်းပြခဲ့တယ်ငါးလေးလေးထောင်တဲ့နေရာမှာ၃ည၃ည၁လှဲခဲ့လို့၃ည၃ည၁ခါတလုံးလှဲတဲ့ကောင်းရဲ့နှက်ကဒီခွန်ခွန်၈ကိုထောင်ကစားမှာအဲ့နေရာမှာကျတော့အဲ့ခွန်ခွန်၈ထောင်ပြီးကစားမဲ့ကဏန်းကကျတော့ 6ခွန်8တွေတွားဖြစ်တာเนาะ8နောက်ပဲအဲ့ဒါကျွန်တော်မပြောတော့ဘူးเนาะမပြောတော့ဘူးအဲ့စီကြိုကြီးပြောရင်မပြီးနိုင်တော့အဲ့ဒါဒီကျွန်တော်စာရေးပေးခဲ့ပြီးပါပြီเนาะ6ခွန်8ခွန်6ကိအဲ့ဒါထည့်ထုတ်လိုက်တော့တဲ့ကျွန်တော်ဒီဖိုင်ကလည်းဘယ်ချိန်မှရောက်မယ်မသိဘူးမင်းကအခုကြမှာလာတင်ရတာဆိုပြီးဆဲမယ်ဆိုလဲဆဲတော့ကျွန်တော်လည်းဘယ်လိုမှအချိန်ကြီးမရလို့เนาะအဲ့တော့မနေ့ကကျွန်တော်တင်ပေးခဲ့တာဒီမှာ8နောက်ပိတ်နေကျွန်တော်ရေးခဲ့ပြီးသားအဲ့မှာ2 5ချက်မပါသေးဘူးเนาะ2 5ချက်ထည့်ရည်လောက်ကဲ2 5ချက် အချက်များတင်တယ်က2 5ရှည်ရေเนาะကျွန်တော်၈နောက်ပိုင်းတင်2 5ရှည်ရေနောက်ပြီးတော့9နှစ်ရှည်ရေဆိုပြီးတော့ကဲ920ရှည်မြေတားတွေလွှမ်းခြုံတော့အားဖြင့်ကဲဒီကနန်းလေးတွေမဖြစ်မနေထိုးပါဆိုပြီးကျွန်တော်ပြောခဲ့တာအဲ့ဒါကြောင့်ပြောခဲ့တာเนาะဟုတ်ပြီလားအဲ့ငါးချီတွေအရင်ကလေးတင်ပေးပါလေဗျာ။အော်ဒီမှာကဲငါးနှစ်ချီတွေပါလေဗျာ။ငါးချီမှလည်းပါလေဗျာနော်။ကျွန်တော်အရန်ကောင်းနေဇလန်။အော်ဒီမှာနှစ်ချီမှလည်းပါလေဗျာ။ကဲအရန်ကောင်းပါလေနော်။ဒါဒါကြီးအဲ့ဒီမှာကဲတစ်ချီမှလည်းပါလေဗျာ။အရန်ကောင်းနေဟာလေ။နော်။ဒီစီကြောကခုမှကျွန်တော်လာပြတာ။ ကဲဒါဆိုရပြီဒီမှာကျွန်တော်ကိုကိုရှိတယ်လေဒီမှာကျွန်တော်မွေးနှမ်းနေရေးပေးခဲ့ပြီးတာပြောအဲကို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 ရှိခွန်နေရေးပေးခဲ့ပြီးတာเนาะကျွန်တော်ဒီမှာရှင်းနေငါကတော့အပြောညိမ့်ပါဗျာเนาะဒီအများအားကျွန်တော်ပြောနေတယ်เนาะကဲအဲ့တော့ကိုကိုခွန်ရောတုံညာလေးလေးတော့ကဲညံကုန်ပြီးလိုက်ထိုးလာအကုန်ရှိရဗျာဟုတ်ပြီလားကဲဖိုင်ရှေးမှာဆိုလို့လောက်နေညီကုန်ချုပ်လိုက်ပါတယ်အားလုံးပဲညံကုန်ထိုး၍ချက်ပေါက်ကြပါသည်เนาะကျွန်တော်ပြောချင်တာတွေများတော့လေပဲဘလို့ပြောအချိန်မရလို့ဟိုးစောစောပိုင်းညအရန်ပူတာလေးပူတော့ဒီလိုမကြည့်နိုင်ဘူးအဲ့အပူကြီးထဲမှာထိုင်ကြည့်တော့အခုကျွန်တော်ဘလို့ဖြစ်တယ်လဲအခုကျွန်တော်ဒီဖေဖေချမ်း ဒီဘက်ကအောင်းနေတာဒီဘက်ကအောင်းတော့ကြောက်ကထင်နေတယ်အဲ့လိုပြောနေတာအခုเนาะအဲ့ဒါကြောင့်အထိုင်းကြီးများတယ်ဗျာအရန်ပူတယ်ပေါ့เนาะကဲအဲ့တော့ဟုတ်ပြီဒါဆိုရင်ခုနကကျွန်တော်ပြောတဲ့653ပြန်ကြအဲ653ပြန်ကြအောက်ပြီးတော့အဲကျွန်တော်အဓိကဖုန်းနံပါတ်ကတော့ဒီဖုန်းနံပါတ်နှလုံးတုံးပါတယ်အောက်ကကို06 09 59 59ကတော့ကျွန်တော်ကအဲ့ဒါကထည့်လို့ထားတယ်သူကသိပ်မတုံးဘူးဗျာနော်ဟိုဘာရောဘာညာမရှိဘူးဒီနှလုံး MPD နဲ့ Telly နဲ့အခုဒီဘောပင်မှာကတ်ထားတဲ့ဒီနှလုံးပဲကျွန်တော် အသုံးပြုပါတယ်เนาะ0613 395 195ရဲ့ဒီမှာကျွန်တော်4204 1903ဆိုတဲ့เนาะဒီနံပါတ်နှစ်ခုပဲကျွန်တော်ဘောပဲမှာလည်းကပ်ပေးထားတယ်ဘိုင်ဘာသုံးပါတယ်ဟုတ်ကဲ့အဲဒါလေးကိုကျွန်တော်ဖိုင်အတက်နိုင်ဆုံးကျွန်တော်တွားတင်ပေးလိုက်မှာအခုဆို9936ရှိသွားပြီ9936နေ့ချဲဖွင့်မယ်เนาะ2ရက်နေ့တောက်ကြနေကဲ9936ချဲဖွင့်မယ်ဆိုတော့နေ့တွေမှာသူရောက်လိမ့်မယ်ဖုန်းလည်းအားမပါဘူးเนาะမိုးရအောင်နေတယ် ဘယ်လိုမှအားမပါဘူးအဲ့တော့ရှိတာလေးနဲ့ပဲအဆင်ပြေလို့ကျွန်တော်တင်ပေးလိုက်ပါမယ်။နောက်ကြမှာရောက်သွားလို့ရှိရင်လည်းမဆဲကြပါနဲ့။ဆဲကြတော့လည်းဆဲကြပေါ့ဗျာဟုတ်တယ်မလားစိတ်ထဲပေါ့သွားပေါ့။ဟုတ်လားနော်။ကဲအားလုံးပဲကံကောင်းကြပါစေဗျာ။ဒါပြညာတွေအကုန်လုံးရှိတဲ့ကြောင်းကျွန်တော်ခုတကရှိသေးတယ်ကျွန်တော်မနစ်ကဒီအဲတမန်မနစ်ကခွန်ရှင်းနဲ့ပွဲတော့ကျွန်တော်ပြညာတွေအကုန်လုံးကို တင်ပေးခဲ့ဘူးတဲ့ဟောဒီကဏ္ဍပြန်ကြဟောဒီကဏ္ဍပြန်အကုန်လုံးပြန်ကြမှန်သမျှဒီဒီပွဲမှာအပြန်ကြဆိုတော့အကုန်ရှိရဆိုပြီးကျွန်တော်တင်ပေးခဲ့တာအဲ့မှာပြန်ကြလာကြခဲ့တယ်ကျွန်တော်အဲ့တုန်းက၃ည၃ရှစ်လှည့်ပြီးတော့ကျွန်တော်ကဒီ၈နောက်ပိနေဒီ၈ဟိုခွန်နှစ်ရှစ်ကဏ္ဍပေါ့အဲ၈နောက်ပိနေခစားခဲ့တာဒါလူကောင်းနေမှတ်မိလိုက်တော့အဲ့မှာ၈နောက်ပိနေဒီမှာ၈ပါလေကဏ္ဍနောက်ပိနေဆိုပြီးကျွန်တော်အဲ့တုန်းက၃ည၃ရှစ်လှည့်ပြီးတော့ခစားပြခဲ့သေးတယ်ပြန်ကြနေအကုန်လုံးပြတက်လိုက်တာအခုလည်းအဲ့လိုပဲဒီမှာပြန်ကြနေအကုန်လုံးပြလိုက်ပြီနော်တော်ရလာသွားအောင်မယ် ာတော့မှဆိုထဲ့ထိုးညံကုန်းတို့အပုခွားတွေဒီမှာအပုခွားတွေအာတို့အပုခွားတွေအာတို့အပုခွားတွေအာတို့ဘယ်တော့မှမရှိဘူးအပုခွားမပါတာဆိုတော့ဒီ၃ခွားပဲဖြစ်နေအဲ့တော့အပုခွားကျန်တာအပုခွားဆိုအကွက်ကထိုးခွားကကျင်းတယ်เนาะအဲ့တော့ညံကုန်းပြီးထိုးကြကျွန်တော်ကကစားတာဒီအထောင်လှဲနေဒီလိုမျိုးပေါ့နော်ခုံခုံရှိတယ်ကျွန်တော်ဒီလိုဒီဦးစားပေးကစားနေတာဖြစ်တဲ့တော့ဒါကလည်းအမြင်နောက်ကျသွားတာကျွန်တော်အစားခုံခုံရဲ့ဇလန်းကိုကျွန်တော်မတွေးမိဘူးပေါ့နော်မတွေးမိဘူးဆိုတာကတွေးတော့တွေးတယ်ဒီစီတော့တွေကျွန်တော်ပြန်ပြီးမကြည့်မိတာကြည့်တော့မှဟာဟုတ်သားပဲဆိုပြီးကျွန်တော်ဖြစ်သွားဟိုမနစ်ကကျွန်တော်ဒီ3000ထောင်လို့ပေါ့လေမနစ်ကဒီနားမှာ3000ထောင်လို့ စင်းတော့စဉ်းစားမိတယ်သို့တော်လည်းပဲအိုးကွာဆိုပြီးတော့အထင်သေးလိုက်ပြီးအထွက်သွားအဲအခုလည်းအဲ့လိုဖြစ်မှာဆိုလို့အခုအခုကအဲ့လိုပုံစံမျိုးခွန်ခွန်ကြီးဇာလန်ဟာကောင်းနေဟာတဲ့ဒါယူမဖြစ်မနေကျွန်တော်ထည့်ပြောပြီးနောက်တိုးပေါ့နော်အဲ့တော့ပြင်မှာရှိတဲ့ member ဝင်များလိုက်ပြီးထိုးကြပါမမြင်တဲ့သူများကလည်းအဲကျွန်တော်မဆဲကြပါနဲ့လို့နော်ဆဲကျင်တဲ့ကိုလည်းဆဲတော့ကြပါဟုတ်လားနော်ဒါတော့ဘယ်လိုပြောမလဲမမြင်တဲ့သူတွေကတော့ဟိုအကယ်၍ ီနှစ်ငါးချစ်တွေပါတွေထွက်သွားကြတယ်ဟာငါတို့ထဲကျထိုင်မပေးဘူးကွာဆိုပြီးတော့တို့ကပြောကြမှာเนาะအဲ့တော့ဟိုဘယ်လိုပြောမလဲစိတ်အနေနဲ့ကတော့တို့တူကြမှာပေါ့ဗျာဟာငါတို့ကျတော့ထိုင်မပေးဘူးကွာကျွန်တော်ကအမှန်မမကန်းတွေရွေးပြီးတော့မှဟောဒီကကျွန်တော်ခုံခုံချစ်ထောင်းတဲ့ဇလန်းတွေကျွန်တော်သွားပြီးတော့စိတ်စိတ်ဆက်ဆက်တွေးမိတာအမှန်တကဒီ၃ညနှစ်ချစ်ထောင်းတဲ့ဇလန်းလို့ဖြစ်သွားတာဒါကြောင့်မလို့ကျွန်တော်နောက်တို့အနေနဲ့ထည့်ပြောနေတာเนาะအဲ့တော့ဆဲကျွန်တော်လည်းဆဲကြဖို့မဆဲကျွန်တော်လည်းနေကြဖို့ကဲအားလုံးနဲ့ကံကောင်းကြပါစေ